တရားမဝင်အိန္ဒိယရေပိုင်နဲ့အတွင်းပင်လယ်မြောက်သွားဖန်လို့ပြည်တံကြခံပြီးပြန်လာကြတဲ့မြမရေလုတ်သား130ကျော်ဒုတိယအထုပ်အဖြစ်မြမနိုင်ငံကိုပြန်လည်ရောက်ရှိလာပါတယ်ဒီသတင်းကိုအောင်သူကပြပို့ထားပါရရှင်အိန္ဒိယရေပိုင်နဲ့အတွင်းတရားမဝင်ပင်လယ်မြောက်သွားဖန်ကြတဲ့မြမနိုင်ငံသားတွေကိုအိန္ဒိယအစိုးရရဲ့ဥပဒေအရပြည်တံကြခံပြီးမြမနိုင်ငံသားအဖြစ်အတည်ပြုချက်ရထားတဲ့သူတွေ130ကျော်ကဒုတိယအထုပ်အနေနဲ့ပြန်လည်ရောက်ရှိလာကြတာပါ မေလ31ရက်နေ့တုန်းကပထမအကြိမ်အဖြစ်မြန်မာနိုင်ငံသား129ဦးရောက်ရှိခဲ့ပြီးအိန္ဒိယနိုင်ငံမှာနောက်ထပ်200ကျော်လောက်ရှိနေသေးတယ်လို့မြန်မာနိုင်ငံငါးလုံးငန်းအဖွဲ့ချုပ်ကတာဝန်ရှိသူကပြောပါတယ်သူတို့ကသူတို့ကိုယ်အသိနဲ့ကိုယ့်ဟာကိုလှေပိုင်ရှင်ကလှေအတွက်တစုယူတယ်မင်းတို့သွားငုပ်ရလို့ရှိရင်ဒါပြန်လာသူကဒီပြင်လဲမြို့ကပိတ်တာတပိတ်တာတော့တိတ်နေချီရတယ်ဆိုတော့ဒီလူတူဦးကသွားလို့လို့ရှိရင်ဒီတစ်ချိန်လွတ်သွားလို့ရှိရင်သင်း30ရရတာဒါအောင်မက်ပြီးတော့သွားကြတယ် ဒါမှမဟုတ်ဟိုကသူတို့ဘက်ကနေပြီးတော့ဒီပြစ်တံတွေတိုးမြင့်တာသူတို့မသိဘူးဟိုကတော့အလောက်မချအောင်ကိုနှစ်တည်းရဖြစ်ခဲ့လူတွေကအများဆုံးကြာရင်တစ်နှစ်လို့6လလို့ကြာပြီးတော့ပြန်တွက်ခဲ့တယ်သူတို့သူတို့ကအဲ့လိုသူတို့ရဲ့တန်စာတက်တွေဆုံးရှုံးမှဆိုလို့ပြစ်တံကိုသူတို့ကတိုးမြင့်လိုက်တာကိုသူတို့ကမသိဘူးမသိတော့အဲ့ဒီပုံမှာပါသွားတဲ့ကလေးတွေပဲအပြန်တော့အင်္ဂလိပ်လည်းမေးတာပေါ့ပြီးတဲ့ပတ်ကတော့မသွားတော့ပါဘူးကြောက်ပါတယ်ဒီမှာအလုပ်ရရင်ဒီမှာပဲလှုပ်ချင်ပါတယ်ပေါ့နော်အင်္ဂလိပ်တော့အဲ့ဒါလေးကိုတော့ဦးနာမေးသလိုပေါ့အင်္ဂလိပ်တော့တက်တဲ့တိုင်းဒေသကြီးမှာရှိတယ်ငါလုံကအခွင့်အကြောင်းရှိတယ် တို့နဲ့ဆက်သွယ်ပြီးတော့တို့လေးစာရီယူထားတယ်။ပြီးရင်မင်းတို့ဒီမှာလုံမလားလုံမယ်ဆိုကိုယ်နိုင်ငံမှာပဲလုံ။အဲ့ဒီအစီအစဉ်တွေအဲ့လိုလုပ်ပေးရှိပါတယ်။အခုပြန်လဲရောက်ရှိလာတဲ့သူတွေကိုလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လဲနေရာချထားရေးဝန်ကြီးဌာနကအိန္ဒိယနိုင်ငံပူပလဲယားမြို့မှာရှိတဲ့ကန့်တခုမှာထိန်းသိမ်းထားတဲ့မြန်မာရေလုံသားတွေကိုအမျိုးသားတဘာဝပေး NAS ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေနဲ့ဇယိတ်အကုန်ကြခံပြီးမြန်မာလေကြောင်းလိုင်းစင်လုံးကလေရင်နဲ့ပြန်ခေါ်လာခဲ့တာပါ။မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာပြီဖြစ်တဲ့ရေလုံသား200ကျော်ကိုနေရဲအရောက်ပြန်ပို့ပေးမယ်အပြင် ထောက်ပံ့ပစ္စည်းတွေနဲ့ငွေကြေးထောက်ပံ့မှုတွေကိုလည်းပေးခဲ့ပါတယ်။ပြန်ရောက်လာတဲ့ရေလုံသားတွေရဲ့ပြောဆိုချက်အရသူတို့အနေနဲ့ထောင်အတွင်းအဆင်မပြေမှုတွေရှိခဲ့တယ်လို့လည်းဆိုပါတယ်။နောက်ပြီးသွားတာတွေသူစာဝိဒပကံရအစကျွန်တော်တို့မှာထောင်သားချင်းတူပုံမှာကျွန်တော်တို့မှာစီလိုက်စီပြရတာကျွန်တော်တို့ရဲ့ပုံမှာဒုက္ခရောက်ခဲ့တာပြီးလို့ရှိရင်ကျွန်တော်တို့ဒီထောင်ထဲမှာကျွန်တော်တို့တွေဒီထောင်ရဲ့တန့်ရှင်ရေးလုံးမဲ့ဆိုလို့ရှိနေတယ်ပဲကျွန်တော်တို့တွေကမာတကြတော့သူ့ရဲ့အလှဲသူ့ရဲ့အလှဲလောက်ရတာ ကိုနိုင်ငံကကားကြတော့လည်းပဲမလိုရပါနဲ့အဲသူတို့အလှမ်းမှာကျွန်တော်တို့ကပြန်ပြီးလုပ်ပြရတယ်အာတကယ်လို့အာပြောလို့ရှိရင်တယောက်တယောက်ကိုကလားနဲ့ကျွန်တော်တို့ကစကားများလို့ရှိရင်အဲကလားရေးတယ်ကျွန်တော်တို့ပဲပြန်ပြီးအဲကိုပြန်လေးစတယ်တကလေးကဆက်ပြက်ပြီးတော့ကျွန်တော်တို့မျောပြီးတော့အဲအိန္ဒိယကျွန်းကိုတွက်ကတ်တယ်ကျွန်တော်တို့၁၁ရောက်ပါတော့အိန္ဒိယကျွန်းမှာကျွန်တော်တို့၄ရက်အဲ့လိုကုန်းပေါ်တက်နေတယ်ပေါ့ကုန်းပေါ်တက်နေတဲ့အချိန်ခါမှာသူတို့ကလားရေးရတာဖမ်းတယ် ဖမ်းပြီးကျွန်တော်တို့ရှေ့ရတီတီကြိုက်တယ်ခင်ဗျ။ဆယ်ယောက်ကကျန်ရတဲ့ဆယ်ယောက်ကအမဥကဘယ်နေနေကြအောင်မသိဘူး။ကျွန်တော်တို့နှစ်နှစ်ကြာတယ်။နှစ်နှစ်နဲ့ငွေတသောင်းကျွန်တော်တို့ကမပေးနိုင်တဲ့အတွက်နှစ်နှစ်နဲ့၆လတည်နေတာပဲရပါဘူး။မြန်မာနိုင်ငံကိုပြန်ရောက်လာတဲ့ရေလုံသားတွေထဲမှာ ARD တိုင်းဒေသကြီးကသူတွေများပြီးတနင်္လာရီတိုင်းဒေသကြီးကသူတွေနဲ့ရခိုင်ပြည်နယ်ကသူတချို့ပါရှိခဲ့ပါတယ်။ကျွန်တော်အောင်သူပါခင်ဗျာ။